အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးသူအင်ဂျင်ကတာရေးတာထားတယ်အဖွားနဲ့အဖိုးဆိုတဲ့ဝိချွတ်တော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင် အဖွားနဲ့အဖိုးတတဲရိုရက်ွက်လေးမှနေစဉ်မနေ့ခုနှစ်နာရီလောက်ဆိုရင်အဖွားရဲ့တောက်ကောက်ခွေးခေါ်တန်ကိုကြားကြရတယ်အဖွားဟာလမ်းဘေးခွေးသားအမိတတွေကိုပလက်ဖောင်းဘေးမှာမနေ့ညနေပုံမှန်ကျွေးလေးရှိတယ် ခွေသားအမိလေးကောင်ပြေဆုံးအောင်ဆိတ်ရှင်လက်ရှိခေါ်ရင်းစောင့်ပြီးကြွေတက်တယ်။ဘိုင်းစနေတဲ့ခွေလေးတွေကခုံဆွားခုံဆွားမတ်တက်ရက်ပြီးအဖွားရဲ့စတီးပကံပြားတွေက ထမင်းကို တောင်းကြတာချစ်စရာ။အဖွားကပကံပြားကိုဘယ်လက်နဲ့မြောက်ကင်ထားပြီးညာလက်ကထမင်းဟင်းနှမ်းဆက်အောင်နေရင် ပြုံးရွှင်ရီမော။နေကြပါဦးဟဲ့။တေချာနေမှစားကောင်းတာ။စားနေကြပြီလား။ အဖွားကထမင်းကိုလဲပုံခွဲပြီးခြာကြွေတယ်။ခွဲတွေစားနေတာကြည့်ပြီးအဖွားကြည့်လို့မဆုံး။အဖွားတနေရာသွားရင်ခွဲလေးတွေက သူတို့နန်းနမိတ်အဆုံးထိလိုက်ပို့ကြသလိုအဖွားပြန်လာရင်လည်းဖလဲတကင်းကြိုဆိုကြတယ်။တဦးမြတ်တာတဦးမှာပေါ့။အဖွားရဲ့ခွေးနာမယ်ကိုကြည့်ပါဦး။အဖွားလိုပဲရိုရိုလေး။ခွေးအမေကြီးကညိုပြပြမှုမိပြား။ ထူးထူးခြားခြားနေရွက်တစ်ဖက်ခြားတစ်ဖက်ထောင်တကောင်ထဲပါလာတဲ့အထီးလေးကဖိုးထူးအငယ်မလေးနှစ်ကောင်ကမိအေးနဲ့မိသိန်းအဖွားခွေးထမင်းကျွေးတာကဝစ်ချေတန်းချေမဟုတ်သူ့သားမီးတွေကိုဂယုတဆိုင်ချောမော့ပြီးကျွေးနေသည်အလားမိပြာကမစားပဲဘာဦးကြောင်ကြောင်လုပ်နေတာလဲစားလေဖိုးထူးဝင်စားသွားလိမ့်မယ်ဖိုးထူးကကို့အပေါ်နဲ့ကိုစားသူများစီကမလို့ရဘူး ဘာလဲမိအေးကချစ်မမကြိုက်ဘူးလားညနေမှာအဖွားဟင်းကောင်းကောင်းကျွေးမယ်နော်မိအေးကထော့နေထော့နေနဲ့ချစ်တော့နာနေတာလားဆိုင်ကယ်တိုက်သွားတယ်ထင်တယ်ခလေးသနာပါလေကွယ်ဒီဆိုင်ကယ်တွေကလေခွေးလေးတွေကအဖွားနဲ့တအိမ်ကျော်အဖိုးအင်ရှိကွက်လက်မှာအနေများတယ်ဘာသာဘာဝဆော့ကြကစားကြကြိုက်ကြခဲကြတွေ့ရရဲချီလာကြဒီလိုလာနေကြတာကိုအဖိုးကမကြိုက် တာမိုးကြီးနိုင်ငံသားခွေမျိုးမဟုတ်တော့အဖိုးကဆက်ဆုံရွှန်ရှာလာမသည်ဒါပေမဲ့ခြံပြင်ဘက်ဖြစ်နေတော့တစ်ခါနှစ်ခါမောင်းမထုံနိုင် အဖွားကတော့ခွေသားအမိကိုသာမကသူ့ခြံဝင်းထဲရောက်လာတဲ့ကြောင်လေးတွေကိုလည်းကြွေးတက်တယ်သူကြွေးတာကိုအငမ်းမရစားနေတာကြည်ပြီးပီတိဖြစ်ကြည်စံအစာမောင်းအောင်ဘူးထင်တယ်အယိုးငုံငုံနဲ့အမွှေးတွေတော့အတော်ပါနေပြီရော့ရော့ အိမ်ရှိပလဖောင်ဘေးမှာခွေးစားလို့ကြံတဲ့ထမင်းစိလေးတွေကိုရှာဖွေစားတော့နေတဲ့ခိုစာလေးတွေကိုလည်းအဖွားကတနာပြန်နေ။ဆာလောင်မုတ်တိတ်တဲ့ဝေဒနာကိုစာနာဟန်သူရဲ့ဆန်နိုးစီဘူးတဝက်လောက်ပက်ကျဲပြီးကျွေးသူကျွေးတာကိုစားလားမစားလားခက်လှန်လှန်ကစောင့်ကြည့်ပြီးလိုလိုချင်းချင်းစားနေကြတာမြင်တော့ဝမ်းမြောက်ဝမ်းသာအဖွားရဲ့မြေတာပေါ်အမြောက်ဝေတံကိုဘယ်သူမှမကြားပေမဲ့ အဖွားရဲ့မေတ္တာကရုဏာတွေကလူ အချင်းချင်းမဆိုထားနဲ့။နှိမ်ပါတဲ့တတဝါလေးတွေအပေါ်မှာတောင်တိတာပေါ်လွင်လင်။ပြောစီမတီးဖုံချီမပင် လူမစစ်တဲ့အဖွားရဲ့တံပိုးနဲ့အလှကိုအထူးသဖြင့်အသေးမှပြုသူတာရုခေါ်ဆိုသူမရှိပေမယ့်အဖွားကတော့သူ့ပီတင်တဲ့သူဒီလိုဒါနကောင်းမှုလုပ်ဖို့အရင်ဘယ်သူ အကူအညီမှလည်းမလို့ ဒီတတဝလေးတွေကိုကျွေးမွေးတဲ့အတွက်အဖွားမအကျိုးတစုံတရာလက်စုပ်လက်ကင်ပြဆရာမရှိပေမဲ့ပီတီကအရာသားအဖွားဟာအသက်88နှစ်ရှိပြီးအဖွားရဲ့သားကဖုံးတော်ကြီးကြောင်းမှာပစင်ဝင်နေအဖွားကစိတ်တက်ခံမှာတော့ကိုအားကိုကို လုံးနိုင်ကင်နိုင် အဖွားရဲ့အိမ်ကတော့တထက်တုံမောအနေလေးအဖွားရဲ့ခြံဝင်းထဲမှာအဖွားတနိုင်တပိုင်းစိုက်ထားတဲ့အပင်တွေအတော်ဆုံးနေတယ် နှစ်စဉ်ပြုတ်နေအောင်သီးတဲ့မကြီးပင်နဲ့တည့်ရပင်ရှိသလိုချင်းမောင်ပင်စိန်ခရံရုံးပရိသည်မြင်းခွာပူစီနံဆိုတဲ့အပင်ငယ်လေးတွေလည်းရှိတယ်။မကြီးရွက်နုချိန်ဆို အဖွားကိုယ်တိုင်တစ်ပင်တက်ပြီး မကြီးရွက်ခူတယ်။မကြီးရွက်မကြီးသည်အနုအရင်ခူပြီးရောင်းတယ်။တရက်ဆိုလည်းအတုံမြုံလုပ်တဲ့တရက်ကင်းလေးကစပြီးတရက်သီးမဲ့အထိရသလောက်ခူရောင်းတာပေါ့။ရင်းနေသူများကိုအဖွားပြောတာကတော့ အဖွားကဆိုင်ကုန်မရှိတော့ခေမာလာကျက်ဥဆိုင်ကသူ့ဆိုင်ရှိလမ်းဘေးမှာရောင်းခွင့်ပေးတယ်။အိမ်ကရာသလောက်လေးကိုပြည်နယ်အိတ်လေးခင်းပြချောင်းလိုက်တာပေါ့တဲ့။ရာတီအလိုက်ခြံထွက်သီးနှံမျိုးစုံဟာအဖွားရဲ့တဝန်းတစ်ခါအတွက်သာမကလှူဖို့တန်းဖို့လဲပိုရှံနေ။တစ်ပိမတက်ဖို့တားသူများကို အဖွားပြောပြတာကတော့တစ်ပိကအဖွားငယ်တဲ့ကတက်နေကြပါ။ဘယ်လောက်မြင့်မြင့်မကြောက်ဘူး။တက်ရင်လည်းရောက်သွားတာပဲ။ ဈေးမယောင်းဖို့ပြောသူများကိုလည်းအဖွားကဒီလိုရှင်းပြတယ်။အဖွားဈေးရောက်တာကပတ်စံရဖို့ကြီးမဟုတ်ဘူး။လှူချင်လို့အိမ်မှာဆိုအလှခအမြဲမလာဘူး။ဈေးကိုတော့အလှခမျိုးစုံလာကြတယ်။နေ့တိုင်းမပြတ်ဘူး။တရာမျိုးနေရာမျိုးကိုတတ်နိုင်သလောက်လှူပေးလိုက်တယ်။အဖွားကအတန်းပညာမရှိဒါပေမဲ့ဖះအကြောင်းကံနဲ့နီးစပ်လို့တရားတဘောတော့တည်တယ်လူမချမ်းသာပေမဲ့အဖွားမှာကြားမှရွှင်လန်း စေယုံစေခံသွားရတယ်မရှိ ရာတတ်သမျှလှူဖို့ပဲစဉ်းစားနေတဲ့အဖွာဝါဆိုလားပြင်းနေကတောရကြောင်မှာသူများရဲ့ပစင်တပါးကို9000လှူကြတယ်ဆိုတော့အဖွာလည်းတပါးစာလှူလိုက်တယ်စုထားတာလည်းလှူဖြစ်သွားတာပေါ့ကိုသားကြောင်ကိုတော့မရောက်နိုင်သေးဘူးအဖွာကသူ့ဘော်လီအိတ်ထောင်ရှိကို ပုတ်ပြပြီးဒါလည်းကိုကြမရဲ့အတွက်နည်းနည်းခြံပြီးခြံနာလှူဖို့ပဲလေကိုနောက်ပါမမမဟုတ်တာ နော်နနဲ့တိုင်းလမ်းခွဲတွေကိုတတောက်တောက်ခေါ်ကျွေးတဲ့အဖွားရဲ့အတန်ထဲပို့ကျဲတာကတော့အဖွားရဲ့တအိမ်ကျော်ကအဖိုးရဲ့ဖျားကတော့တန်းရှေလျားတဲ့ဆူတောင်းမြတ်တာပို့အမြဝေတန်းအဖိုးတကြိမ်ဖျားကတော့ရင်တနာရီခွဲထပ်မနေကြတယ်စိတ်ပါလက်ပါအတန်ဝါကြီးနေညာလူချေတိတ်ချိန်ဆိုပို့ကျဲတယ်လို့ပဲအနည်းဝန်းကျင်၄၅၆အင်းကောင်းကောင်းကြရတယ် အဖိုးနှစ်ကြိုက်အားရစွာရွတ်စော်လဲရှိတဲ့မြစ်တာပိုးစာပိုက်ကတော့ရှေတိုအလက်၃ရက်ခန္ဓာတတဝါခြားနာကိုစိတ်မြဲပါစေ။ဥပယံပေကင်းစင်ဝေငြိမ့်အေးကြပါစေ။အဖိုးရဲ့တိုက်ကနှစ်ထန်းအနီးနားအိမ်တွင်ထပ်ပိုမြင်ပြီးထထဲဝဝအဖိုးမှာသူ့မိသားစုနဲ့ပြပြဆုံဆုံမပူရမပင်ရ။အသက်80နီးဆိုတော့တေမင်းနဲ့ဝေးအောင်သွေးတို့ကြစေ အစီတတ်ကြစေ အာယုံကြောစင်းတွေအပြင်ကောင်းပိဆိုတဲ့အာစစ်တတောင်းနေစင်တောင်းများမကြမီကမော်ထဲမှာစီးပွားရှာတဲ့အဖိုးရဲ့သားကြီးကကြောက်အောင်တော့မွေးရည်မြေမှာအလှကြီးလာပေးတယ်မြမတလေးအစင်လာအတိုင်းမြို့ရင်လမ်းမကြီးတစ်လျှောက်ကားတွေရောလူတွေရော အသေးအမုံအကအခုံတွေနဲ့စီတန်းလှဲ့လဲပြီးအတော်စီစီကကကြကြိမ်တဲ့တဲ့ပေါ့ ်အလှရှင်တထေးရဲ့ဖခင်ဖြစ်တဲ့အဖိုးလဲဝတ်ကောင်းစားလာနဲ့တားပေးတဲ့ကြောက်စင်းလက်စုကြီးကိုဆင်မြန်းပြီးပရာဒိုကားကြီးရဲ့ရှေ့ခုံမှာခန့်ခန့်ညံ့ညာအဖိုးရဲ့နောက်ခုံမှာတော့တာမီများရဲ့အချစ်တော်ခွေးဆုပ်ဖွားအဖိုးချွေးမှာတထေးကတော်ကလည်းကြီးမားတဲ့စိန်စတုံးစိန်လက်စုစိန်ဆွဲသည်စိန်တစင်စာတဝင်းဝင်းတလက်လက်နေသူမကတောက်ကင်ထောင်ပေါင်းတော့မြို့ပေါ်မှာနာမည်အကြီးဆုံးမိတ်ကက်ဆရာရဲ့အစွမ်းနဲ့ မာကြီးဆိုလိုလိုဆိုင်းအငိမ့်နဲ့အခက်နဲ့အပြင်ကြတားတံပေါကျွေတဲ့တထင်းအလူဆိုတော့ဖုံးတော်ကြီးကြောင်းမှာအပရိသတ်တွေတယုံယုံနဲ့အတော်စီတယ်ဆိုပဲအလူရှင် အဖိုးတို့လည်းဂုံတွေရှိပုံကူများကို စားပါအောင်ပြထဲပါအောင်ပြနဲ့လောကုဖြူငါကျွေကြရှာဒါပေမဲ့ဒီခိရစတိုင်လားမသိစားပြီးပြန်သွားကြတော့တရားနာတဲ့ပရိသတ်ကတော့တိမ်မများပရိသတ်တချို့ပြောတန်ကြတာတော့ ကြောင်းအဝင်မော်ဦးဒီဇိုင်းမျိုးစုံကိုဖုံဖုံကပြတော့အလူရှင်ကတိန်တရာတန်းလူဖို့ရွေးချယ်လိုက်တယ်။ဖုံဖုံမျက်နာမကြည့်တော့တိန်သုံးရာတန်းလူမဲ့အကြောင်းအာမဘန်နေခံလိုက်မှဖုံဖုံလည်းပြော သူလည်းပြောတယ်။ခုအလူကအဲ့ဒီမော်ဦးကိုရေဆက်ချပြီးတထေးသားသမီးတွင် ရှင်ပြူနာတာပေါ့။ပါပဲဖြစ်ဖြစ်အဖိုးတို့မိသားစုအလှူကဒီမျိုးမှာတော့ကြီးကျယ်ခမ်းနားတဲ့အလှူလို့ပြောစမှတ်ဖြစ်သွားတယ် ဗီဒီယိုရိုက်ခကြီး330စိုင်းအငိမ့်ခ340အဖိုးကစတိုင်ထွားထွားနဲ့မျက်နှာမူရခက်တင်တင်အပြုံးအရည်နဲ့ပြီးတော်ရုံလူကိုသူအဖက်မလုံးသူ့အိမ်ဝင်းထဲအစာရှာဖွေတဲ့လမ်းခွေလေးများရောင်မားလို့ရောက်သွားခဲရင် အဖိုးကသနာပြီးကြွေးမဲ့မထင်ပါနဲ့လုံးဝမကြိုက်အတန်ပြဲကြီးနဲ့ဟိဟောက်မောင်းထုတ်တတဲ့တနေ့တော့ခြေနာနေတဲ့ခွေလေးမိသေးကို အဖိုးကဒုံနဲ့ရိုက်ပြေးမောင်းထုတ်တယ် ခွေးလေးကတိုက်ပေးကထွက်ပြေးပေမဲ့တက်ရှိတန်မန်းခြံတကားကပိတ်ထားတဲ့အပြင်အဖိုးကဒုံးနဲ့ကြုံနေတော့နောက်ကျောင်းပြန်လှည့်ပြီးပြေးရှာတယ်။အဖိုးကလည်းဒီခွေးလေးကိုမရရမနေနိုင်။ဒေါ်နဲ့မောနဲ့မိဖို့ကြောင့်တကားကထွက်ပြေးစီရိုက်တယ်။တကယ်တော့ခွေးလေးကအဖိုးအိမ်ကဘာပစ္စည်းကိုမျှမဖြတ်စေ။ဘာမှလည်းမခိုးစား။သူတို့တဘာဝအကျိုးအကြားသွားရင်ကရောက်လာချင်းသား။အစာမရပဲဒုံးရသွားတဲ့ခွေးလေးကတအိုင်အိုင်အော်။ အဖွားကြတော့သူ့သားမျိုးကိုအရိုက်ခံရတဲ့အလားရှင်တွေနာနေစဉ်ကြားနေရတဲ့အဖိုးရဲ့မြတ်တာပိုတန်နဲ့သူရိုက်လိုက်တဲ့ခွေးလေးရဲ့နာကျင်တန်ကာယံကမလားအလူမှာထမင်းရည်ချောင်းစီကျွေးခဲ့တဲ့အဖိုးဟာဒီခွေးလေးတွေကြတော့သူ့စေတနာနဲ့တန်တယ်မထင်တလုံးတဆော့ကျွေးဖို့မရအဖိုးကအဖွားပြောချင်မိတယ်ဒီခွေးလေးတွေအပေါ်မြတ်တာမိုးလေးတစ်ဆက်တစ်ပေါက်လောက်ရွာပေးပါလားအဖိုးရဲ့ ဒို့ပေမဲ့အဖိုးကအဖွားထက်အသက်ပိုကြီးတဲ့တိုက်ကြီးရှင်အဖွားကလမ်းပေးစည်းတဲ့မျက်နှာမွေးစကားများရန်ဖြစ်မဲ့အရွယ်တွေမဟုတ်တဲ့အပြင်ခွေးလေးကလည်းအဖွားအပိုင်မဟုတ်တော့ပြောဖို့ခဲအဖိုးနေနေညာညာဆွတောင်းမြတ်တာပို့တဲ့ရှေတိုအလက်၃ရက်ခန္ဓာတတဝါထဲမှာဒီခွေးလေးတွေမပါလို့များလားသောမဟောအဖိုးဟာသူ့ကြက်မှတ်ထားတဲ့အတိုင်းရွတ်စုံနေပေမယ့်သူ့နှလုံးသားမှာမေတ္တာစမှန်မရှိလို့လား ။အိုးပတ်ရံပဲကင်းစင်ဝဲငဲအေးကြပါစေလို့ပါဆက်ကအော်ပေမယ်။ဒုံးနဲ့လိုက်ဆော်နေတော့နားလေရခက်ပါပြီ။အိမ်နီးချင်းများတာမကလမ်းသွားလမ်းလာတွေပါကြားရတဲ့အဖိုးပိုသားမြစ်တာတွေကို အဝေးကတတဝါဝေနေရတယ်မဆိုထားပြီ။အနီးကခွဲလဲနေပေမယ။တတဲရဲ့အိမ်ကအဖိုးနဲ့အဖွာတို့နှစ်အိမ်ကြားမှာသူမဟာနေစဉ်တွေးမြင်နေရတဲ့အဖိုးနဲ့အဖွာကိုကြည့်ပြီးအတွေးနဲ့ချဲ့မိတယ်။ ရှိလို့လှူတဲ့အဖိုးနဲ့မရှိဘဲလှူတဲ့အဖွားအဖိုးရဲ့ခါးနာတဲ့အလှူနဲ့အဖွားရဲ့မဆန်းပြားတဲ့အလှူအဖိုးနှုတ်ပြားကပိုတာတဲ့မြစ်တာနဲ့အဖွားရဲ့ရင်ထဲကမြစ်တာစိတ်ထားချင်းမတူတော့လုံးရခြင်းကကွာချာဤလူနဲ့တခွေမှာမြစ်တာတန်ဆင်တွေဝေစီသလိုမြစ်တာနဲ့တွေ့ဖီတဲ့အပြုအမူတွေမရှိရင်ကောင်းလေစွာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူအင်ဂျင်ကတာရေးသားထားတယ် အဖွားနဲ့အဖိုးဆိုတဲ့ဝိချစ်တော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။